အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုယ်ခန္ဓာကိုယ်အတွက်ဦးစားပေးရမယ့်အရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာကိုယ်ခန္ဓာကိုယ်အတွက်ဖြစ်စေကိုယ်ကျန်းမာရေးအတွက်ဖြစ်စေအောက်ပါအချက်၅ချက်ကိုတော့သိဖို့လိုအပ်ပါတယ်နံပါတ်၁အာဟာရပြည့်ဝစွာစားသုံးခြင်း ီတာမင်နှင့်တထုတကြွယ်ဝသောအသီးအရွက်များပရိုတင်းတက်များဥပမာ ကြက်ဥပဲဥအသား၅ပဲမျိုးမျိုးနှင့်ကျန်းမာရေးနှင့်ညီညွတ်သောအသီးများဥပမာ ထောပတ်သီးအခွန်မာသီးနှင့်အခြားအသီးမျိုးမျိုးတို့ကို စားဖို့လိုအပ်ပါသည်အထူးသဖြင့်တကြားနှင့်အငံတက်ပါတဲ့အစားအစာများကိုလျှော့စားဖို့လိုအပ်ပါသည်နံပါတ်၄ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ခြင်းကိုယ့်ရဲ့တနေ့တာမှာရေ2လီတာသို့မဟုတ်3လီတာကိုခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်၍တောက်သုံးဖို့လိုအပ်ပါတယ် လူတယောက်ဟာရေတက်ခန်း၆ပါးကပင်ပန်းနွမ်းနယ်ခြင်းနဲ့အရေးပြပြဿနာများကိုဖြစ်စေနိုင်ပါတယ်။နံပါတ်၃အရေးဝဝအိပ်ဆက်ခြင်းတာမန်လူတဦးအတွက်တရက်မှာအနည်းဆုံး9နာရီသို့မဟုတ်10နာရီအိပ်ဆက်ဖို့လိုအပ်ပါတယ်။အရေးပြက်ခြင်းကကိုယ်ခံအားကျဆင်းစေပြီးစိတ်ဖိစီးမှုနဲ့ဇီဝဖြစ်စဉ်ကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်၄ကိုလက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း လူတစ်ယောက်ကတပတ်မှာအနည်းဆုံးမိနစ်တရာကျော်အသင့်အင့်လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ဥပမာလမ်းလျှောက်ခြင်း၊ယောဂပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ကြွက်သားနဲ့အယိုးကျန်းမာရေးအတွက်အားကစားကိုပါပုံမှန်လှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။နံပါတ်၅စိတ်ဖိစီးမှုကိုထိန်းချုပ်ခြင်းစိတ်ဖိစီးမှုကိုရှင်းချဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့တရားထိုင်တာတော့အသက်ရှူလေ့ကျင့်ခန်းလုပ်တာတော့နဲ့ကိုယ်ဝါဒနာပါရအလုပ်များကိုလုပ်ကင်ခြင်းကတော့စိတ်ဖိစီးမှုကိုရှင်းချဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ဟာစိတ်ဖိစီးမှုများပါကဟော်မုန်းမညီမျှခြင်းနှလုံးရောဂါနှင့်အခြားကျန်းမာရေးပြဿနာများကိုဖြစ်စေနိုင်ပါတယ်။ဤအချက်များကိုနေ့စဉ်ဘဝမှာအလေးချင်းလုပ်ပါကခန္ဓာကိုယ်နှင့်ကျန်းမာရေးအတွက်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။